ဒီနေ့ကျွန်တော်စတော်ဘဲကိုကိုယ်တိုင်ပြုတ်တာပေါ့နော်စတော်ဘဲကပဲပြုတ်လို့လည်းခေါ်ကြပါတယ်ကိုယ်တိုင်စတော်ဘဲကိုစီကဝယ်လာတယ်ပြီးတော့ရင်နွေးပူပူနဲ့ရေနဲ့ရောပြီးတော့ရေစိမ့်ထားလိုက်တယ်နှစ်ရက်လောက်ရေစိမ့်ထားပြီးတော့စတော်ဘဲကအညောက်တွေထွက်လာတယ်ဒီအညောက်တွေထွက်လာပြီးတော့ကျွန်တော်ပါဆက်လုပ်လဲဆိုတော့အာညမနဲ့တော့ရေပေးရတာပေါ့နော်အရင်ကြီးကိုအချောင်းမခံဘူးအပြင်ကျွန်တော်ပြုတ်လိုက်တယ်ပြုတ်တာကပထမဆုံးအောက်ကရေနဲ့ ်ရေအိုးနဲ့ထည့်ပြုတ်တယ်ပေါ့နော်အောက်ကအိုးနဲ့ထည့်ပြုတ်တယ်ရေဆက်ဆက်လေးထည့်တယ်ရေခန်းဝါတော့အပေါ်ကိုပေါင်းအိုးနဲ့တင်လို့အပေါ်ပေါင်းတဲ့ဟာတွေတင်လိုက်တယ်ပေါ့နော်အပေါ်ထပ်ပေါင်းကြောင်နဲ့တင်ပြီးတော့ပေါင်းတယ်ပေါင်းပြီးတော့အာဒီရေနိုင်ဝဲလောက်ပေါင်းလိုက်တယ်ပေါ့နော်ပေါင်းပြီးတော့ရေငွေနဲ့ပေါင်းတာပေါ့နော်ပေါင်းပြီးတော့ဒီလိုအခုကျွန်တော်စားနေတဲ့ပဲပြုတ်ဒါမှမဟုတ်စတော်ပဲပြုတ်ကိုအာတွေ့မြင်မှာဖြစ်ပါတယ်ကိုတိုင်းပြုတ်လုပ်တဲ့ content တွေမှဒီ monetization ပို့ရတာတို့ဆိုတော့ကျွန်တော်ဒီနေ့ကိုယ်တိုင်ဗီဒီယိုလေးစမ်းသပ်ပြီးပြုလုပ်ခြင်းဖြစ်ပါတယ်စတော်ဘဲကို ကိုယ်တိုင်ပြုတ်ပါတယ်စတော်ဘဲကိုစိန်နေရေးစိန်နေပြုတ်တယ်ပြီးရင်ကိုယ်တိုင်စားတယ်ဒါကတယောက်တည်းနေသမားတွေအတွက်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဝယ်စားဖို့အဆင်မပြေလို့ရှိရင်ဒါမှမဟုတ်ကိုကြိုက်တဲ့အချိန်မှာကိုစားလို့ရအောင်ဆိုပြီးတော့ဒီစတော်ဘဲကိုဝယ်ပြီးတော့အကောက်ကိုအဆင်ပြေတဲ့နေ့မှာအလုံနာတဲ့နေ့မှာပြုတ်ပြီးတော့စားရရဖြစ်ပါတယ် ဆိုတော့ဒီစတော်ပဲလို့ခေါ်တဲ့ပဲပြုတ်ကိုစားကြံပြီးဘာကြီးကောင်းလဲဆိုတော့ဒီအဆီဒန့်နဲ့ကယ်လိုရီပါဝင်မှုမရှိသလောက်နှဲပါပြီးတော့အာရဓာတ်ကျော်ရတဲ့ကြောင့်ခန္ဓာကိုယ်အလေးချိန်ပုံမှန်ထိမ့်သိမ့်လူလူတွေတဲ့ မိဘစားသုံးတင်တာပေါ့နော်နံပါတ်1ကပဲပြုတ်တယ်မှာခြေပြက်လွယ်တဲ့အမြင့်တက်တွေအမောက်များပါရှိတယ်အဲ့ဒီအမြင့်တက်တွေကအစာကြေတဲ့လမ်းကြောင်းအတွင်းမှာအစာကိုလှုပ်ရှားရွေ့လျားစေတဲ့အလိုအလျောက်ကျက်သားလှုပ်ရှားမှုကိုအားပေးတဲ့ဖြစ်ဝန်းကိုမချုပ်စေဘူးနံပါတ်3ကစတော်ပဲပြုတ်တဲ့မှာနီကိုတင်နီအစစ်ပါရှိတဲ့ဖြစ်တဲ့သူကသွေးထဲမှာမကောင်းတဲ့ဟာတွေကိုလက်စတရောတွေကိုရောချပေးနိုင်တယ်နံပါတ်4ကစတော်ပဲဟာ တန်တဲ့အရင်မြင့်ဖြစ်ခြင်းကြောင့်တဲ့သွေးနီဥဆဲကိုကောင်းစွာတည်ဆောက်စေတယ်။သွေးအားနဲ့ယောဂါနဲ့ဒီအလောအမင်းမောပန်းခြင်းတို့ကိုကောက်ွယ်ပေးတယ်။ကိုယ်ခံဆွာအားကိုတိုးမြင့်စေတယ်။ဒါအပြင်အစီထဲမှာရှိအဆုတ်ထဲမှာရှိတဲ့အောက်ဆီဂျင်ခန့်ကိုခန္ဓာကိုယ်အနှံ့ကိုပို့ဆောင်ပေးတယ်။စတော်ပဲကို ပုံမှန်စားသုံးတဲ့လူများအသက်အရွယ်ကြီးကြီးလာချင်းကြောင့်ဒီမျက်စိယောဂမျိုးမျိုးနဲ့ဒီမျက်စိရည်တင်ယောဂဖြစ်နိုင်ခြင်းအလားအလာကိုရောချပေးနိုင်လို့ဒီနိုင်ငံတကာစိတ်သိပ္ပံရရှင်တွေကအကြံပြုထားတော့ပေါ့နော်။နံပါတ်6ကစတော်ဘဲတစ်ခွက်စာပမာဏထဲမှာဗီတာမင် K 44ရာခိုင်နှုန်းပါရှိတယ်။ဗီတာမင် B လည်းပါရှိတဲ့ပြည့်အယိုးကိုကျန်းမာတန်ဆန်းစေတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်အယိုးကျွတ်ဆက်ခြင်းမှလည်းကာကွယ်ပေးနိုင်တယ်။ ဒါကြောင့်ကလေးလူကြီးများသာမကကိုဝန်ဆောင်မိခင်များပါပဲပြုတ်ကိုစားသုံးပေးသင့်ပါတယ်။နံပါတ်9ကတွေးထဲမှာရှိတဲ့တရားပမာဏကိုပုံမှန်ပြည့်စေတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ခွာအားတွေကိုထုတ်ပေးနိုင်တယ်။ကိုရင်းမှာရှိတဲ့ဒီဇီဝကမပြည့်စင်ကိုတိုးတက်ကောင်းမွန်စေတယ်။ဆားတဲ့အကောင်းကျိုးတွေရှိပါတယ်။နံပါတ်10ကတော့ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောနိုင်ရများကိုအစီအကျပိတ်ဆို့စီတဲ့ဒီသွေးကြောမှများကိုပြည့်စည်စေပြီးတော့အစီပိတ်ယောဂါလေဖြတ်ခြင်းအစီအောင်ခြင်း လေးဘက်နာယောဂါတွေကိုကောက်ွယ်ပြီးတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲမင်္ဂလာပါ